မင်္ဂလာပါလူကြီးမင်းရဲ့တနေ့တာဘဝမောတွေကိုရင်ခုန်ရှားမေးဖြေလေးတွေနဲ့အတူပေါ်ပေါ်ပါပါနဲ့ဖြတ်တန်းကြရအောင်နော်မြန်မာနိုင်ငံကြီးမြို့တော်ကဘယ်မြို့တော်လဲအဖြေမှန်ကတော့နေပြည်တော်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံတွင်အကြီးဆုံးမြို့ကဘယ်မြို့လဲအဖြေမှန်ကတော့ရန်ကုန်မြို့ပဲဖြစ်ပါတယ်ပြည်တော်စုတမ္မရမြန်မာနိုင်ငံတော်သည် မြေတိအရက်ဒေသတွင်တည်ရှိပါသည်နိ ြင်မှန်ကတော့အရှိတောင်အာရှအရက်ပဲဖြစ်ပါတယ်။2018ခုနှစ်ရာအရှိတောင်အာရှကျွန်းဆွယ်ဒေသတွင်လူဦးရေမြင့်များရှိပါသည်။အပြင်မှန်ကတော့54တန်ခန့်အထိရှိပါတယ်။မြန်မာနိုင်ငံသည်မြေသည့်ခုနှစ်တွင်ဗြိတိရှားတို့ထံမှလွတ်လပ်ရေးကိုရရှိခဲ့ပါသည်။ပြင်မှန်ကတော့1948ခုနှစ်မှာရရှိခဲ့တာပဲဖြစ်ပါတယ်။အဲဒီ900စုခန့်တွင်မြမလူမျိုးတို့သည် ARI မြင်းအနီး၌ မြေတိပြည်ကိုတိဆောက်ခဲ့ပါတည်းအပြေမှန်ကတော့ဗကံပြည်ကိုစတင်တိဆောက်ခဲ့တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံ၌16ရာစုတွင်မြေတိအင်ပါယာပေါ်ပေါက်ခဲ့ပါတည်းအပြေမှန်ကတော့တောင်ကူအင်ပါယာပဲဖြစ်ပါတယ်တောင်ကူအင်ပါယာသည်မြေတိတမိုင်းအကြီးဆုံးအင်ပါယာဖြစ်ပါတည်းအပြေမှန်ကတော့အရှိတောင်အာရှတွင် အကြီးဆုံးအင်ပါယာပဲဖြစ်ပါတယ်မြေတိခုနှစ်တွင်မြန်မာနိုင်ငံသည် အာတန်နဲ့မဏိပူရဒေတာများကိုအုပ်ချုပ်နိုင်ခဲ့ပါတည်းအဖြစ်မှန်ကတော့19ရာစုတွင် စာပြီးအုပ်ချုပ်နိုင်ခဲ့ပါတယ်မြေသိအင်ပါယာသည်မြန်မာနိုင်ငံကိုကျူးကျော်စစ်များဆင်နွှဲပြီးတော့တိမ့်ပိုက်ခဲ့ပါတည်းအဖြစ်မှန်ကတော့ဗြိတိရှားအင်ပါယာပဲဖြစ်ပါတယ်1948ခုနှစ်တွင်မြန်မာနိုင်ငံသည်မြေသူတို့ထံမှလွတ်လပ်ရေးကိုရရှိခဲ့ပါတည်းအဖြစ်မှန်ကတော့ဗြိတိရှားထံမှပဲဖြစ်ပါတယ် မြန်မာနိုင်ငံတွင်2044ခုနှစ်မှ1289ခုနှစ်အတွင်းမြေတီခေတ်ဖြစ်တည်။အပြင်မှာကတော့ဗကန်ခေတ်ပဲဖြစ်ပါတယ်။မြေတီခုနှစ်တွင်ဗကန်ကိုအခြေပြု၍မင်းနေပြည်တော်ကိုထူထောင်ခဲ့ပါတည်။အပြင်မှာကတော့846ခုနှစ်မှာပဲဖြစ်ပါတယ်။2044ခုနှစ်မှ1989ခုနှစ်အတွင်းမြန်မာနိုင်ငံတွင်မြေတီမင်းကနန်းတက်ခဲ့ပါတည်။အပြင်မှာကတော့အနောယထာမင်းပဲဖြစ်ပါတယ်။ ်မြေရီခုနှစ်အတွင်းတရုတ်မြန်မာစစ်ပွဲဖြစ်ခဲ့ပါသည်။အပြေမှန်ကတော့1965ခုနှစ်ကနေ1969ခုနှစ်ထိတရုတ်မြန်မာစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။တရုတ်မြန်မာစစ်ပွဲဟာဘယ်နှကြိမ်အထိဖြစ်ခဲ့ပါသနည်း။ပြေမှန်ကတော့တရုတ်မြန်မာစစ်ပွဲဟာ၄ကြိမ်အထိဖြစ်ခဲ့ပါတယ်။စစ်စိုးရကဘာမာကိုမြေတိခုနှစ်တွင်မြန်မာဟု ပြောင်းလဲခဲ့ပါသည် ပြည်မှာကတော့1989ခုနှစ်တွင်ဘာမာကိုမြန်မာလိုပြောင်းလဲခဲ့ပါတယ်။ဗိုလ်ချုပ်ဆန်ကမြေတီခုနှစ်တွင်ရဲဘော်၃ချင်းအဖွဲ့ကိုစတင်တည်ထောင်ခဲ့ပါသည်။အပြည်မှာကတော့1940ခုနှစ်တွင်ရဲဘော်၃ချင်းအဖွဲ့ကိုစတင်တည်ထောင်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုင်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်။နောက်နောက်တိတိတော့ဗီဒီယိုလေးတွေတင်တိုင်း အရင်ဆုံးကြိရှိနိုင်ဖို့အတွက်ဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ပြီးအားပေးခဲ့နိုင်ပါတယ်။ကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာ။